ကဲအားလုံးပဲမင်္ဂလာပါ welcome နိုင်မှာအားလုံးပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့လုံးဝအထူးခြားတဲ့တင်ပေါ့နော်အခုပဲကြင်ညာလာတဲ့တင်ပါအဲ့ဒါအပါလဲဆိုရင်အခုလာမယ့်နိုဝင်ဘာ16ရက်နေ့မှာ Anatoly Malkin နဲ့ Ruru ရဲ့မချေပွဲကိုကျွန်တော်တို့ကြည့်ရှုရတော့မှာဖြစ်ပါတယ်ပြီးတော့နောက်ထပ်ပွဲစဉ်တစ်ပွဲက Super Bowl နဲ့ဒီ Japan Fighter No Yui ရဲ့အပွဲကိုလည်းတို့တို့ကြင်ညာလာတာဖြစ်ပါတယ်ဒီမှာ တကယ်ကိုကျန်းတဲ့ပွဲစဉ်ပေါ့နော်အတိကတော့အခုအချိန်မှာတို့ကဒီတတင်းစာရှင်းတဲ့ပွဲလှုပ်နေတယ်အဲ့ဒီအချိန်မှာပဲဒီတွဲဆိုင်တွေကိုတို့ချပြလာတာဖြစ်ပါတယ်အဲ့တော့ဒီပွဲက PPV နဲ့ကြီးရမှာဖြစ်တဲ့အတွက်တို့လက်မှတ်တွေအခုကတည်းကလည်းစတင်ရောင်းချနိုင်ပြီဖြစ်ပါတယ်ဒီပွဲကတော့ဂျပန်နိုင်ငံမှာထိုးမှာပါအဲ့တော့အခြားတွဲဆိုင်ကောင်းတွေလည်းပါလာနိုင်ခြင်းရှိပါသေးတယ်ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ်နော်โอเคအဲ့ဒါတော့ထူးခြားတဲ့တတင်းပါ အထက်ပေါ်ပြီးတော့ကျွန်တော်တို့စိတ်ဝင်စားတဲ့တင်ပေါ့နော်အဲ့ဒါပါလဲဆိုရင်ဒီတစ်ပတ်ကတော့ကျွန်တော်တို့စောင့်မြုံနေတဲ့ Joshua Ban ရဲ့ပွဲကိုပြန်ကြည့်ရတော့မှာဖြစ်ပါတယ်ပွဲကတော့ဒီတစ်ပတ်သတင်းကနေနဲ့မနက်ပိုင်း၈နာရီခွဲမှာစတင်မှာဖြစ်ပါတယ်အဲ့ဒါတော့ဒီ main cup ပွဲစဉ်ပါခင်ဗျအဲ့တော့ prelim ကတော့မနက်9နာရီလောက်ကတည်းကနေစတင်မှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ main event မှာရှင်ပြန်ထိုးတတ်မဲ့ Charles Oliveira နဲ့ Elia Topuria ကတော့အခြေအနေသိပ်မကောင်းပါဘူးခင်ဗျ ။ဘာကြောင့်ပြောလဲဆိုရင်ဒီ weight ပေါ့နော်။ weight တန်းဒုတိယောက်တက်မှတ်ထားတဲ့ light weight တန်းမှာဝင်ပါမလားဆိုတဲ့ဟာတော့နည်းနည်းတော့ကျွန်တော်တို့စိတ်ပူမိပါတယ်။အထက်ကတော့ Charles Oliveira ပါ။အဲ့တော့နှစ်ယောက်စလုံးက Las Vegas ကိုမရောက်သေးပါဘူးခင်ဗျာ။သူတို့ရောက်မှာပဲကျွန်တော်တို့အခြေအနေတစ်ချက်ပြန်ဆောင်ကြည့်ရမှာဖြစ်ပါတယ်အဲ့ဒါတော့ main event ပေါ့နော်အဲ့တော့ co-main event မှာ Alexander Pantoja နဲ့ဒီ Kai Kara Friendship ပွဲပေါ့နော်အဲ့တော့ fighter နှစ်ယောက်စလုံးကတော့ဒီ Las Vegas မှာရောက်ရှိနေကြပြီဖြစ်ပါတယ် ဒီ fighter နဲ့ဘောပြန်ကြည့်လိုက်မယ်ဆိုရင် Kai Kara France ကပို့ပြီးတော့တက်ကြွနေတာတွေ့ရပါတယ်။သူက Brandon Moreno နဲ့ Champion Sing ကိုခွင့်2020မှာတခါရပြီးတော့ရခင်ဗျ။အဲ့ဒီပွဲမှာသူကတော့ရှုံးနေပါတယ်။အဲ့တော့အခုဒုတိယအကြိမ်ရောဒီ Champion ကပတ်လူပွဲကိုအခုလာမယ့်တနင်္ဂနွေမနက်ပိုင်းမှာပြန်လဲထိုးတက်ရအောင်မှာဖြစ်ပါတယ်။ အဲ့တော့ကျွန်တော် background ကိုပြန်ကြည့်လိုက်မယ်ဆိုရင် New Zealand မှာရှိတဲ့သူ့ရဲ့ club ကလိုလေပြီးတော့ Israel Adesanya နဲ့လည်းတတိယရှာကိုပြင်ဆင်ခဲ့တယ်။ပြီးတော့မနေ့ကသူ့ကို live ပို့တဲ့လူတွေကလည်းတကယ် New Zealand ကပရိတ်သတ်တွေပြီးတော့အမျိုးတွေအဖွဲ့လိုက်ပဲပေါ့နော်။တော့ဝါကိုအားရပါရောအားပေးခဲ့ကြတာဖြစ်ပါတယ်။အဲ့တော့ဒီနေ့ကတော့ဒီမနေ့ပိုင်းမှာသူက Las Vegas ကိုရောက်ရှိနေပြီဖြစ်ပါတယ်။အခု hotel မှာတော့တွေ့နေရပါပြီ။ဟုတ်ပြီ Alexander Pantoja ချန်ပီယံကလည်းလက်ရှိအချိန်မှာရောက်ရှိနေတော့ပါပြီလက်ရှိအချိန်တော့သူ့ရဲ့ဒီ Instagram မှာတော့ပြန်လည်ဖော်ပြထားတော့မရှိဘူးဒါပေမဲ့မနေ့ကတုံးလေရင်စီးသွားတဲ့ဟာလေရင်ပေါ်မှာရိုက်ထားတဲ့တပ်ပုံကတော့တင်ထားတာဖြစ်ပါတယ် Okay ဒီပွဲကိုခံမရမယ်ဆိုရင်အာ Alexander Penocha ကအသက်35နှစ်ရှိနေပြီဒီ Kai Garfrank ကအသက်32နှစ်ပါဒါပေမဲ့ Penocha ကပို့ပြီးတော့ပြေဆုံးတယ်လို့ကျွန်တော်မြင်ပါတယ် Kai Garfrank ကအရင်ကြီး အာတိတ်တော့မတိတ်ချောင်းဘူးပေါ့နော်သူရဲ့ပုံစံကိုကြည့်ရတာတက်ကြွတာတော့မှန်တယ်ဒါပေမဲ့အခုငါလိုအပ်တဲ့နေစနစ်တွေကျွန်တော်တွေ့နေရတာခင်ဗျအဲ့တော့ဒီပွဲကိုကျွန်တော်ခံမရမှာဆိုတော့လက်ရှိချန်ပီယံပဲချန်ပီယံကပတ်ဆက်ထိန်းသွားနိုင်မယ်လို့ကျွန်တော်တော့ထင်တယ်အဲ့တော့အရင်တစ်ပတ်ကကျွန်တော်ပြောခဲ့တယ်တကယ်လို့ကိုင်ကာရာဖရန့်ဒီပြိုင်ပွဲနဲ့နှုတ်ထွက်သွားရင်ဂျော်ရှော့ပန်ဝင်ထိုးမယ်ဆိုပြီးကျွန်တော်ပြောခဲ့ပါတယ်နော် အဲ့တော့အခုကန်ကာဖရန့်အခုချိန်ထိတော့ဒီပြင်ပွဲကနေနှုတ်ထွက်ခြင်းလုံးဝမရှိသေးပါဘူးသူ့ပုံစံကိုကြည့်ရလဲအာလုံးဝခွန်အားအပြည့်နေပေါ့နော်လုံးဝကိုတက်ကြွနေတဲ့ပုံစံမျိုးဖြစ်နေပါတယ်အဲ့တော့ပြင်ပွဲကနေနှုတ်ထွက်ဖို့တော့တိတ်မဖြစ်နိုင်ပါဘူးအဲ့တော့ဒီဒုတိယကောင်ပွဲကိုလည်းကျွန်တော်တို့စိတ်ဝင်စားနေအပြေးသွားရမှာဖြစ်ပါတယ်ဘာလို့ဆိုရင်ကျွန်တော်တို့ရဲ့ဂျော်ရှော့ပန်ကဒီ flying weight တန်းရဲ့ champion ဖြစ်လာမဲ့လူတစ်ယောက်ဗျအဲ့တော့လက်ရှိ champion တွေရဲ့အနေအထားတွေကိုလည်းကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ် โอเคအဲ့တော့ Joshua Ban လာပါမယ်ခင်ဗျာ Joshua Ban ကတော့ဒီမနက်မှာပဲဒီ Fury FC 105ပွဲစဉ်မှာရောက်ရှိနေတာဖြစ်ပါတယ်အဓိကတော့သူ့တငယ်ချင်းပွဲထိုးတဲ့အတွက်သူလည်းလိုက်ပါဝန်းရံနေတာဖြစ်ပါတယ်အဲ့တော့သူ Fury 5 FC ပွဲမှာရောက်တဲ့အချိန်တိုင်းသူတို့ရဲ့အခမ်းအနားစီစဉ်တဲ့လူတွေကတော့အတူအတကံဝိုင်းအတွင်းခေါ်ပြီးတော့ပရိတ်သတ်တွေကိုမိတ်ဆက်ပေးတာတွေအများအားလုပ်ပါတယ်။အဲ့တော့ဒီမနက်မှာလည်းသူ့ကိုအဲ့လိုမျိုးမိတ်ဆက်ပေးတာတွေထပ်လုပ်သွားပါတယ်။ ပြောမှဆိုရင်ဗျာ Fury FC ကနဲ့ UFC အထက်ကိုတက်လန်းနိုင်တဲ့တကယ်ကိုတော်လုံးနဲ့ကစားသမားတယောက်အနေနဲ့တွေ့ဖို့အမြဲတမ်းချီးကျူးကုန်ပြုနေတာဖြစ်ပါတယ်အဲ့တော့အတူတူပါပဲကျွန်တော်တို့မြန်မာပရိသတ်လည်းအတူတူပါပဲနော်အဲ့တော့မြန်မာပြည်မှာလူပေါင်းတန်း60ကျော်ရှိတယ်။အဲ့ဒီထဲမှာဒီချင်းလူငယ်လေးဂျော့ရှော့ပန်တယောက်တည်းပဲ UFC fighter ဖြစ်သေးတာပါ။ဟိုမှာတကယ်စဉ်းစားကြည့်လိုက်ပါဦးနော်။ အဲ့ဒါကြောင့်ကျွန်တော်တို့အမြန်မာပြည်တက်တွေကလည်းလုံးဝကိုကုံယူလို့မဆုံးနိုင်တဲ့အခြေအနေမှာကျွန်တော်တို့လည်းရှိနေပါတယ်။အဲ့တော့ Joshua Pan ကတော့ Las Vegas ကိုမရောက်သေးပါဘူးခင်ဗျအခုချိန်ဒီတော့ပြီးတော့သူ့ game ဘက် Brandon Royval ကိုလည်းကျွန်တော်လက်ရှိ Las Vegas မှာရောက်ရှိနေတော့မတွေ့ရသေးဘူး။ဒါပေမဲ့ထူးခြားတဲ့အချက်ပေါ့နော်။ထူးခြားတဲ့အချက်ကပါလဲဆိုရင်မနေ့ကသူပြန်တင်လာတဲ့ဟာပေါ့နော်။အဲ့ဒီ video file ကပါလဲဆိုရင် တို့နောက်ပြန်ရိုက်ချက်တွေပြီးတော့အပေါ်ကနေပြန်ဘက်ကိုခွာစီပြီးတော့အပေါ်ကနေ ground and pound လုပ်တဲ့ပုံစံမျိုးတွေပေါ့နော်အဲနေ့စနစ်မျိုးစုံကိုချပြနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့အရင်တစ်ပတ်မှလည်းဒီ BCC နဲ့လဲချင်နေတဲ့အတွေ့အာချောချောပန်ကို ground နဲ့ဆွဲခေါ်သွားမလို့ကျွန်တော်ထင်နေပါတယ်အဲ့တော့ကျွန်တော်ရင်မသိစိတ်နေပေါ့နော်ဘာလို့ဆိုရင်ကိုထက်မြန်တဲ့ကိုထက်ဒီငွေရဲ့အတက်ရွယ်ငွေနဲ့ဖိုင်တာနဲ့ရှင်ထိုးဖို့တော့သူကအရင်ကြီးတော့စိတ်ကူးမရှိတော့ဘူးလို့ထင်တယ် rich တာတော့မှန်ပါတယ်ဒါပေမဲ့မာကုံပေါ့နော်အဓိကဒီတက်လုံပိုင်းနဲ့မာကုံပိုင်းမှာကျော်လျှော်ပိုင်းကပိုပြီးတာနေတာဖြစ်ပါတယ်အဲ့တော့ပထမအချိန်မှာပဲ ground game ဆွဲခေါ်သွားမလားဆိုတော့ကျွန်တော်တို့ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ UFC အဖွဲ့အစည်းကိုပြန်ကြည့်မယ်ဆိုရင်ခါတိုင်းဂျော်ရှော့ပန်ပွဲထိုးပြီးဟဲ့ဆိုရင်ဂျော်ရှော့ပန်ရဲ့အမျိုးမျိုးရဲ့ fine တွေဒီဒီတက်ပုံတွေပေါ့နော်အများအမ်းတင်လက်ရှိတယ်၊ကြုံညာပေးလက်ရှိတယ်။ဒါပေမဲ့ဒီတစ်ခေါက်ကတော့ဂျော်ရှော့ပန်ထက်ကိုဒီ Brandon Royval ရဲ့ movie file တွေဓာတ်ပုံတွေကိုပို့ပြီးတော့တို့ promote လုပ်နေတာတွေ့ရပါတယ်ခင်ဗျာအဲ့တော့ဒီမနက်မှာပဲတို့ပြန်တင်လာလဲဒီ LFA မှာ champion ဖြစ်ခဲ့တဲ့ဟာတွေပေါ့နော်အဲ့ဒီ movie file တွေပြန်တင်နေပါတယ်အဲ့တော့ထားလိုက်အဲ့တော့တကယ်တော့ပေါ့နော်တို့ရဲ့ကစားသမားကပရိတ်သတ်ပုံများနေလုံးလည်းဖြစ်နေပါတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာပရိတ်သတ်တွေကတော့ online အနေနဲ့အားပေးရမှာဖြစ်ပါတယ် ကြော်ရှော်ပန်းပါတဲ့တပ်ပုံတွေအားလုံးပြီးတော့ဗီဒီယိုတွေအားလုံး like and share ပြီးရင် comment ပေါ့နော်အဲ့လိုမျိုး support လုပ်ပေးဖို့ညီကိုတွေလည်းတောင်းဆိုချင်ပါတယ်ဟုတ်ပြီအဲ့တော့ဘယ်သူနိုင်မလဲဆိုတဲ့ဟာပေါ့နော်အားလုံးသိချင်တဲ့ဟာပေါ့အဲ့ဒါကပြောရတော့ခက်ပါတယ်ဘာလို့ဆိုရင်ဒီပြန်ဘက်က reach တာလည်းအရက်ကပုံမြင့်တယ်ပြီးတော့ reach တာလည်းပြီးတော့ BJJ skill မှာလည်းကြော်ရှော်ပန်းတက်အရန်ကိုမြင့်နေတာတွေ့ရပါတယ်ဒါပေမဲ့ခုနကပြောတဲ့အတိုင်းပဲကြော်ရှော်ပန်းရဲ့အားတာချက်ကိုပြန်ကြည့်မယ်ဆိုရင်လည်း ပို့ပြီးတော့မြန်ဆန်တဲ့တွက်လက်တဲ့စိတ်သက်ပိုင်းရအစပေါ့နော်ပို့ပြီးတော့တက်ကြွတာဖြစ်ပါတယ်ပြီးတော့ကြော်ကြော်ပန်ကပို့ပြီးတော့အမောခံနေတာဖြစ်ပါတယ်အဲ့တော့ဒီဘွေးကိုခံမရမယ်ဆိုရင်ခုနကပြောတဲ့အတိုင်းပဲကျွန်တော်တော့50 50စီပါပဲကြော်ကြော်ပန်ကိုတော့အားပေးတာမှန်ပါတယ်ဒါပေမဲ့အနိုင်ရှုံးကိုပြောရမယ်ဆိုတော့50 50စီပဲလို့ကျွန်တော်ကတော့ခံမှန်ပေးချင်ပါတယ်ဟုတ်ပြီအဲ့တော့ဒီနေ့ကတော့ဒီလောက်ပဲအဲ့တော့ဒီတစ်ပတ်ဒီတနင်္ဂနွေနေ့မနက်ပိုင်း main ခက်ကတော့အချက်နိုင်ခွဲမှာစတင်မှာဖြစ်ပါတယ်ကျွန်တော်အမြဲတမ်းမြန်မာစံတော်ချိန်နဲ့ပဲပြောပါတယ်။ဘာလို့ဆိုမြန်မာလိုပြောတဲ့အတွက်မြန်မာစံတော်ချိန်ပဲကျွန်တော်ပြောနေတာဖြစ်ပါတယ်။အဲ့တော့ဒီတစ်ပတ်ဂျွန်လ29ရက်နေ့တနင်္ဂနွေမနက်ပိုင်းဒီရှင်းနိုင်ခွဲမှာ main ခက်ပွဲစဉ်စတင်မှာဖြစ်ပါတယ်။ prelim ပွဲစဉ်ကတော့မနက်9နာရီလောက်တရားနဲ့စတင်မှာဖြစ်ပါတယ်။ Okay အဲ့တော့အခုရှင်းနေတဲ့ညီကိုလည်းဘယ်သူနိုင်မလို့ထင်ကြပါလဲ။အောက်မှာတစ်ချက် comment ချန်ခဲ့ပေးပါနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက် video မှာပြန်ဆုံးမယ်။